ဘာကြောင့်ဒီ Leslie brand တွေကမတန်တဆဈေးပေးပြီးတော့မှဖြိုးတို့ကိုရောင်းကြတယ်တော်တော်အမြင်ကပ်ဖို့ကောင်းတယ်နော်အခုကတော့ဖြိုးတို့ဒီမှာ London မှာ Leslie brand တွေကြည့်ပဲရောင်းနေနေရာကိုရောက်နေရပေါ့နော်အဲ့လိုရောင်းရင်းနဲ့မှဖြိုးနဲ့ဒီဒီနဲ့ကဒီ Leslie brand တွေရဲ့ဒီ brand psychology အကြောင်းကိုသုံးသပ်နေကြရဲဆွေးနွေးနေကြတဲ့အချိန်မှာပေါ့နော်ဒါဖြိုးနဲ့တူတူအမြဲတမ်းပဲ personal development နေပြီးရင် business development နေလုပ်နေတဲ့သူတွေကိုမျှဝေချင်တာက it's all about long term thinking ပေါ့နော်ဒီ brand တွေကနှစ်ပေါင်း 100 150အခုဖြိုးလို့သာသိရင်သိသွားမယ်ဒါပေမဲ့ဒီ brand တွေကကြံ့အောင်မှာဘာကြောင့်မို့လဲဆိုတော့သူတို့တွေကတကယ့်ကို legacy ဆိုတာကိုအမြဲတမ်းပဲ long term thinking ရှိတယ်ပေါ့နော်အဲ့တော့ဖြိုးလို့လည်းအထူးသဖြင့် online ပေါ်မှာအလုပ်လုပ်ကြတဲ့လူငယ်တွေအနေနဲ့အာဒါ personal branding တွေလုပ်ကြတယ်ပြီးရင် online business တွေထောင်ကြတဲ့အခါမှာဆိုရင်အဲ့ဒီ long term thinking အားနည်းတယ်ဆိုရင်ခဏခဏအခုလက်တလုံးမှာဖြစ်နေတဲ့လိုမျိုးပဲပေါ့နော်ပေါ်လာတယ်တနေ့နေ့နေ brand တွေကပျောက်သွားတယ်ပြီးရင် online ပေါ်မှာလည်းနာမည်ကြီးပြီဆိုရင်ပတ်စံတဲ့ဇွတ်တွေရှာတာဖြစ်တဲ့ အတွက်ကိုယ့်ရဲ့ personal brand တွေကထိခိုက်သွားတယ်ပေါ့နော်လူငယ်ဆိုလည်းဖြိုးဖြိုးခဏခဏပြောသူမျိုးပဲကိုယ်ပတ်စံနောက်ကိုမလိုက်နိုင်အောင် long term thinking ကိုယ့်ရဲ့ personal branding ပြီးရင် career branding ကိုစဉ်းစားပါလို့ဖြိုးဖြိုးခဏခဏပြောတယ်ဘာကြောင့်မို့လဲဆိုတော့ကျွန်တော်တို့အားလုံးအားကြရတဲ့ဝယ်နိုင်တော့လူတိုင်းဝယ်ချင်တဲ့ brand တွေဆိုတာကအဲ့ဒီအခုပြောနေတဲ့ long term thinking ကိုတေချာလုပ်ခဲ့လို့ပဲ they are winner right they are the winner in consumer market သူတို့အကုန်လုံးပဲဝယ်သုံးနေတဲ့ပစ္စည်းတွေထဲမှာတော့သူတို့ကတကယ်ကိုပိရမစ်ရဲ့ထိတ်ဆုံးမှနေတဲ့သူတွေဘာကြောက်မို့လဲဆိုအခုပြောနေတဲ့ long term thinking ပဲအဲ့တော့ online business တွေလုပ်နေကြတဲ့ဖြိုးနဲ့တူတူလုပ်နေကြတဲ့သူတွေ long term thinking ကိုအမြဲတမ်းတွေးပါဖြိုးကိုယ်တိုင်ကလည်းဖြိုးတို့ရွှေနှုတ် brand ကိုပေါ့နော်နောက်တစ်နှစ်ပေါင်းများစွာပြီးထပ်ပြီးတော့မှလုံးမဲ့စီးပွားရေးတွေကိုလည်းအမြဲတမ်းပဲ legacy brand ဖြစ်ချင်တယ်အဲ့အတွက်လည်းကိုဖန်တီးတဲ့ပစ္စည်းကိုအမြဲတမ်းပဲ quality ကောင်းအောင်လုပ်တယ်ကိုဖန်တီးတဲ့ service တွေကို quality ကောင်းအောင်အမြဲလုပ်တယ်အခု ုဒီကာတီးယားလန်ဒန်မှာဒီမှာသွားဝယ်လိုက်ဒီမှာသွားဝယ်ပြီးသွားလို့အာဒီက quality နောက်ထပ်တခြားဒူဘိုင်းမှာသွားဝယ်မလားမလေးရှားမှာသွားဝယ်မလားစင်ကာပူမှာသွားဝယ်မလားအကုန်လုံးက quality ကတပုံစံနဲ့ပဲတူတူပဲဖြိုးတို့ long term thinking လုပ်တဲ့သူ long term brand building လုပ်တဲ့သူတွေအတွက်ကအများနဲ့ quality control တဲ့တခြားလေးလောက်ရမယ်ဆိုတာကိုအခုဒီနေရာကိုရောင်းရင်းနဲ့ပါပေါ့နော်ပစ္စည်းတွေဝယ်ဖို့တော့စိတ်ကူးမရှိဘူးဒါပေမဲ့သူတို့ရဲ့ brand psychology ကိုလေ့လာရင်းနဲ့မှ it's all about business ကိုကိုကလုံးဝ long term vision နဲ့ဖန်တီးရမယ်ဆိုတာလေးကိုညဝေချင်ပါတယ်အားလုံးဘလို့သဘောရပါသလဲကွန်မန်နံပါတ်ရေးခဲ့ပေးပါအောင်ရှင်ငွေကြေးရင်းနှီးမလို့ပဲ online ပေါ်မှာငွေရှာခြင်းတဲ့သူတွေအတွက် Mafio ရဲ့ Digital Business 101 online class မှာအသေးစိတ်သင်ပေးနေတာကြောင့်တင်နန်းတက်ခြင်းနဲ့ဆိုရင် Mafio ရဲ့ Facebook page မှာလာရောက်ဆောင်တန်းနိုင်ပါတယ်